မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာဆီစဉ်ကနေအားလုံးကိုကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ตาယာအေးချမ်းတဲ့မနက်ခင်းလေးမှာဖယားသခင်ဒီတင်နဲ့တင်မိသားစုကိုကောင်းချီးပေးပါစေလို့အအူးဆုံးဆုတောင်းကောင်းချီးပေးလိုက်ပါတယ်။ဆိုတော့ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောင်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့တင်ဤထွက်ချင်းဝင်ချင်းကို အမြဲတမ်းစောင့်မပေးမဲ့ဖယားဆိုတဲ့ခေါင်းစဉ်လေးနဲ့ အတူတူကခွန်အားယူတိဆောက်သွားမှာဖြစ်ပါတယ်။အခြေပြုကျဲတကြမ်းအနေနဲ့123ခုမြောက်သောစာလံအပိုက်ငယ်9ကနေ8အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြပါမယ်။ထာဝရဘုရားသည်တင့်ကိုစောင့်တော်မူ၏ထာဝရဘုရားသည်တင့်ဤလက်ရဘန်နိုင်ရှိတော်တင်ခိုလုံရအရေးဖြစ်တော်မူ၏။နေ့အချိန်၌နေအားဖြစ်၎င်းညအချိန်၌လအားဖြစ်၎င်းအထိအခိုက်မရှိရာ ထာဝရဘုရားဒီမကောင်းတော့အမှုအရာအလုံးစုံတို့ကိုကွယ်ကာ၍တင်ဤအတက်ကိုစောင့်တော်မူလိမ့်မည်။ထာဝရဘုရားဒီတင်ဤထွက်ခြင်းနဲ့ဝင်ခြင်းတို့ကိုယခုမှစ၍အစင်မပြတ်စောင့်တော်မူလိမ့်မည်။ဘုရားသခင်ဟာတင့်ကိုစောင့်မနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အမြဲတမ်းခွာယူဖို့ရန်အတွက် စာလံ121တခုလုံးကိုအလွတ်ကျက်ထားပါလို့ကျွန်တော်ပထမဦးဆုံးအကြံပြုပါတယ် အခုဒုက္ခပြဿနာနဲ့ကြုံနေရတဲ့သူတွေအများကြီးကျွန်တော်တို့တွေ့နေရတယ်အဲ့ဒီလူတွေကိုကျွန်တော်ဒီတရားဟောချက်ထဲမှာပထမဦးဆုံးအကြံပြုချင်တာကတော့တမန်ကျင်းစာထဲမှာကြက်စရာကျမ်းချက်တွေအများကြီးရှိတဲ့ထဲမှာဒီ120ခုမြောက်သောစာလံတစ်ခုလုံးကိုအလွတ်ကျက်ထားပါလို့ကျွန်တော်အကြံပြုချင်တယ်ဘာလို့လဲဆိုတော့ဒီစာလံ120ခုမြောက်သောစာလံကကျွန်တော်တို့အတွက်ခွန်အားတအားဖြစ်စေလို့ပါဒါတော့မှကျွန်တော်ခုနအကုန်မဖတ်သွားသေးဘူးနော်အငယ်9ကနေအငယ်10အထိပဲဖတ်သွားတာ ကျွန်တော်အဓိကပြောချင်တာကဖရာသခင်တင့်ကိုစောင်းမနေတယ်ဖရာသခင်တင့်ကိုကွယ်ကာနေတယ်တင့်အသက်ကိုမတည်အောင်ဖရာသခင်တင့်ကိုကွယ်ကာမယ်တင်ဘယ်သွားသွားဘယ်ဝင်ဝင်ဘယ်လာလာဘယ်ရှောက်သွားသွားဖရာသခင်ကတင့်ရဲ့ခြေတော့သွားတဲ့နေရာတိုင်းကိုဖရာသခင်ကောင်းချီးပေးမယ်ဖရာသခင်စောင်းမမယ်အဲ့ဒါကိုကျွန်တော်ခွန်အားပေးချင်တာအပြစ်ပြုတဲ့နေရာက လွဲလို့ပေါ့နော်အပြစ်ပြုတဲ့နေရာကိုသွားနေတယ်လာနေတယ်ဆိုရင်တော့ဘုရားသခင်တင့်ကိုကွယ်ကောင်းမှာမဟုတ်ဘူး အပြစ်လုတဲ့နေရာကိုသွားတာဘုရားတခင်ကတင့်ကိုကွယ်ကာရအောင်ဘုရားတခင်ကအပြစ်ကိုအားပေးရလုတဲ့အပြစ်ကိုအားပေးမဲ့ဘုရားလုံးဝမဟုတ်ဘူးဒါကိုနားလေဖို့လိုတယ်အပြစ်လုတာမဟုတ်ဘဲနဲ့ယူယူတတကျူးကျူးဆဆသွားလာလှုပ်ရှားနေမယ်ဆိုရင်တင်ဘာပဲလုလို့ဘယ်ကိုပဲသွားသွားဘုရားတခင်တင့်နဲ့အတူပါရှိတယ်ဖယားတခင်ကတင်းရဲ့ခြေတော့သွားတဲ့နေရာဒိုင်းကိုဖယားတခင်အန်ဒီရဲ့ကင်းရှင်းစေမယ်ဖယားတခင်ကတင်းခြေတော့ဝင်တဲ့နေရာဒိုင်းကိုဖယားတခင်ကကောင်းကြီးမင်္ဂလာဖြစ်စေမယ် တင့်ကိုကြွယ်ကာဆောင်းပါမယ်။ကျင်းစာကဘလို့ပြောလဲဆိုတော့ထောက်ရဖျားတီတင့်ကိုစောင့်တော်မူ၏တဲ့။ဘယ်တူမှတင့်ကိုစောင့်ကြည့်တဲ့သူမရှိပေမဲ့ဘုရားရှင်ကတင့်ကိုကင်းဆောင်တဲ့သဘောနဲ့တင့်ကိုကြွယ်ကာဆောင်းပါနေတယ်။ထောက်ရဖျားတီတင်ဤလက်ရပန်းလိုက်ရှိတော့တင်ခိုးလုံးရအရေးဖြစ်တော်မူ၏။ကျန်းစာထဲမှာဘာလို့လက်ရလက်လက်ရလက်လက်ရလက်လို့ခဏခဏသုံးရတာလဲ။ကျွန်တော်အရင်တော့တခါဖြည့်ရှင်းပေးဖို့တယ်။လက်ရလက်ဆိုတာအာကြီးချင်းကိုပုံဆောင်တယ် ဒါကြောင့်ဖယားသခင်ကသူ့ရဲ့လက်ရလက်နဲ့တင့်ကိုစောင်းစောင်းမမယ်လို့ပြောလိုက်တဲ့အခါမှာဖယားသခင်ကအာကြီးချင်းနဲ့တင့်ကိုစောင်းမမယ်လို့ပုံဆောင်တာဖြစ်ပါတယ်ပုံဆောင်ချက်ဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ရဲ့လက်ရဖတ်မှာဖယားသခင်ကကျွန်တော်တို့အတွက်အားကိုးစရာဖြစ်မယ်ဆိုတာဖယားသခင်ရဲ့အာကြီးချင်းနဲ့တင့်ကိုကွယ်ကာမယ်စောင်းမမယ်အဲ့လိုပေါ်ပြနေတာဖြစ်ပါတယ်ဒါကြောင့်လက်ရလက်တွေ့တိုင်းတွေ့တိုင်းမှာအာကြီးချင်းကိုပုံဆောင်ကြောင်းကျွန်တော်တို့ကျမ်းစာဖတ်တဲ့သူတွေတတိထားမိဖို့လိုတယ် ဆိုတော့နေ့အချိန်၌နေအားဖြစ်တဲ့၎င်းညအချိန်၌လအားဖြစ်တဲ့၎င်းအထီးခိုက်မရှိရတဲ့အခုချစ်တော်မိတ်ဆွေတင်ဘယ်ကိုပဲရောက်နေရောက်နေတင်ဘာပဲလုံနေလုံနေတင်ဘလောက်ကြီးမားတဲ့အန်တရဲ့ကြုံနေကြုံနေဖယားသခင်ကတင်ညအိတ်တဲ့ခါမှာအကောင်းဆုံးအိတ်ဆက်ခွင့်ကိုပေးမယ်ဖယားကညအမောင်မှာဘာမှတင်ကိုမထိခိုက်အောင်ကွယ်ကာဆောင်းမပေးမှာစိတ်ချထားစိတ်ချထားနေ့လေလေဒီတိုင်းပဲ နေ့လေသွားတဲ့ခါမှာလဲဘယ်အရာတွေကမှတင့်ကိုမထိခိုက်အောင်ဘုရားသခင်ကတင့်ကိုကာကွယ်မယ်ဆောင်ရှောက်မယ်တဲ့ထောရဖျားဒီမကောင်းသောအမှုအရာအလုံးစုံတို့ကိုကွယ်ကာ၍တင်းအသက်ကိုဆောင်လိမ့်မည်တဲ့မကောင်းတဲ့အရာကိုတင်ကိုယ်တိုင်မသွားရှာဘူးဆိုရင်ဘုရားသခင်ကမကောင်းတဲ့အရာကိုတင့်စီမှာလာခွင့်မပြုဘူးတဲ့တကယ်လို့မကောင်းတဲ့အရာကိုတင်ကိုယ်တိုင်လိုက်ရှာနေတယ်ဆိုရင်တော့ဘုရားသခင်ကကွယ်ကာပေးမှာမဟုတ်တော့ဘူးတင်ကိုယ်တိုင်သွားရှာတာကို တင်ကိုယ်တိုင်မကောင်းတဲ့အရာကိုသွားရှာမှမကောင်းတဲ့အရာကိုရောက်မှဘုရားကယ်ပါကယ်ပါဆိုရင်ဘုရားခင်ကမကာကွယ်ပေးတာမဟုတ်ဘူးတင်ကိုယ်တိုင်တိုးဝင်တာမကောင်းတဲ့နေရာမှာဒါကြောင့်ပြစ်စည်းလိမ့်မယ်မကောင်းတဲ့နေရာမတိုးဝင်ပါနဲ့ဘုရားသားသမီးတွေမကောင်းတဲ့နေရာမှာတိုးဝင်တာမဟုတ်ဘဲနဲ့ ကျွန်တော်တို့ကိုကျွန်တော်တို့ယူယူတတဖရားရဲ့စကားကိုနားထောင်ပြီးအသက်ရှင်နေမယ်ဆိုရင်ဖရားသခင်ကမကောင်းတဲ့အရာတင့်ကိုချင်းကတ်တိုင်းချစ်ကတ်တိုင်းမှာဖရားသခင်ကကွဲကာထားပေးမယ်ဖရားသခင်ကတင့်ကိုစောင့်မမယ်ဖရားသခင်ကတင့်ရဲ့အသက်ကိုစောင့်မယ်လို့ကျမ်းစာထဲမှာအဲ့လိုပြောတာဘယ်မှာလဲဆိုတော့အာတရား၂၀ခုမြောက်တော့စာလံအပိုက်ငယ်ခုနှစ်ရဲ့ဒုတိယတခုံးမှာနော်တင်ဤအသက်ကိုစောင့်တော်မူလိမ့်မည်တဲ့ဟာလေလုယာဘဒုရဲ့အသက်ကိုစောင့်ပါလေ ကျွန်တော်ကျမတို့ယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းရဲ့အသက်ကိုစောင့်ပါဒါကြောင့်အခုစစ်ဘေးရှောင်နေတဲ့သူကိုလည်းကျွန်တော်ခွန်အားပေးချင်တယ်နော်ရှမ်းမြောက်ကယုံကြည်သူညီကိုမောင်မတွေအများကြီးစစ်ဘေးရှောင်နေတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီလိုစစ်ဘေးရှောင်တဲ့သူအားမငယ်ပါနဲ့ဖယားသခင်တင့်ဖက်မှာရှိတယ်ဖယားသခင်တင့်ကိုစောင့်မမယ်ဖယားသခင်တင့်ရဲ့အသက်ကိုစောင့်မယ်ဖယားသခင်ကိုယုံကြည်ပါကျွန်တော်မေးချင်တယ်ဖယားသခင်ကိုယုံကြည်လား ယုံကြည်တယ်ဆိုရင် comment ထဲမှာမှတ်သွားကြည့်ပါဖယားသခင်စောင့်မမယ်ဆိုတာအကျွင်းမဲ့ယုံကြည်တယ်လို့ comment မှတ်ထားပါဒါကတင်းရဲ့ယုံကြည်ခြင်းကိုအားတိုးစေတဲ့စကားတွေကိုကျွန်တော်ပြောခိုင်းနေတာဝန်ခံခိုင်းနေတာယုံကြည်ခြင်းတာ၍တိုးပွားစေခြင်းတာဝန်ခံပါယုံကြည်ပါဖယားရှိမှာတိုးဝင်ပါဖယားသခင်တင့်ကိုစောင့်မမယ်ဆိုတာအကျွင်းမဲ့ယုံကြည်ပါမယုံတင်ကလုံးဝမဖြစ်ပါနဲ့နောက်ဆုံးကြမ်းချက်တစ်ချက်မှာကျွန်တော်ဘယ်လိုခွန်အားပေးထားတယ်လဲဆိုတော့ကျွန်တော် ဒီဟာအဓိကဖော်ပြချင်တယ်တော့ဒီကနေ့မနေ့မှာအဲ့ဒါကတော့120ခုမြောက်တော့ဆာလံပိုက်ငယ်ရှင်းမှာထဝရဖရားသည်တင်ဤထွက်ချင်းနဲ့ဝင်ချင်းတို့ကိုယခုမှစ၍အစင်မပြတ်စောင့်တော်မူလိမ့်မည်တဲ့တင်ဤထွက်ချင်းဝင်ချင်းတင်ဤဆိုတာဘုသူပြောလဲအခုနားထောင်နေတဲ့တင့်ကိုပြောတာအခုစကားပြောနေတဲ့ကျွန်တော်ပြောတာတရားဟောနေတဲ့ကျွန်တော်အပါဝင်တရားဒေသနာကိုနားထောင်နေတဲ့တင်နဲ့တင်မိသားစုရဲ့ထွက်ချင်းဝင်ချင်းကိုပြောတာဘယ်ကထွက်ချင်းဝင်ချင်းလဲ တင်းခြေတော့ဘယ်မှာသွားသွားဘယ်မှာလာလာအဲ့ဒါကိုပြောတာထွက်ချင်းနဲ့ဝင်ချင်းတင်းဆိုင်ကယ်မောင်းဒီဖြစ်ပါစေစပိန်စီးဒီဖြစ်ပါစေကားစီးဒီဖြစ်ပါစေတင်းဘောစီးဒီဖြစ်ပါစေလေရင်ပေါ်မှာပဲဖြစ်ပါစေမြေကြီးပေါ်မှာခြေတော့လမ်းလျှောက်ဒီဖြစ်ပါစေဖယားသခင်ကတင်းရဲ့ထွက်ချင်းဝင်ချင်းကိုစောင့်မမယ်တဲ့ဘလို့စောင့်မမလဲဆိုတော့အစင်မပြတ်စောင့်မမယ်တဲ့အစင်မပြတ်စောင့်မမယ်ကျမ်းစာထဲမှာကျွန်တော်တို့ပြောတယ်ဖယားသခင်ကျွန်တော်တို့စောင့်မတာဖယားသခင်ကအိတ်မငိုက်ဘူးတဲ့ ဆိုလိုချင်တာကဖရာသခင်ကကျွန်တော်တို့လူတွေလိုအိပ်ရမဲ့ဖရာမဟုတ်ဘူးအိပ်ပျော်ခြင်းကိုဖရာသခင်ကဖန်ဆင်းထားတာအဲ့ဒီအိပ်ပျော်ခြင်းကိုဖန်ဆင်းထားရင်မှဖရာသခင်ကသူ့ကိုယ်သူအိပ်ရမယ်ဆိုမှကန့်တတ်မှာမဟုတ်ဘူးကျွန်တော်တို့လူတွေဒါအိပ်ပျော်ခြင်းရဲ့အကန့်တက်ထဲမှာရှိတာလေကျွန်တော်တို့လူမို့လို့ညအိပ်ရတယ်ညမအိပ်လို့ရှင်မောမယ်မောလို့ရှင်ကျွန်တော်တို့အလုတ်မလုတ်နိုင်တော့ဘူးအားအင်တွေချိနေမယ်ဒါပေမဲ့အဲ့ဒီလူတွေကိုဖန်ဆင်းပြီးမှအိပ်ပျော်ခြင်းကိုဖန်ဆင်းထားပေးတဲ့ဖခါကသူကိုယ်တိုင်အိပ်ရလို့လားမလိုဘူး ကျွန်တော်တို့လူကတာအိပ်ပျော်ခြင်းဆိုတဲ့အကန့်အသတ်မှရှိတာဖယားသခင်ဖန်ဆင်းရှင်ကအိပ်ပျော်ခြင်းထဲမှာအကန့်အသတ်မရှိဘူးဒါကြောင့် तू ကကျွန်တော်တို့စောင့်ကြည့်တာအစင်မပြတ်စောင့်ကြည့်လို့ရတာဗော तू အိပ်ဆရာမလို့ဘူးအနားယူဆရာမလို့ဘူး तू အမြဲတမ်းကျွန်တော်တို့စောင့်ကြည့်နေတယ်အဲ့ဒီစောင့်ကြည့်နေတဲ့ဖယားကတင်ကိုးခွေတဲ့ယေရှုခရစ်တော်ဖယားပဲဟာလေလုယာနားလေစီခြင်းနဲ့ဒါကြောင့်အာမငယ်နဲ့ညီကိုမောင်တို့ ဘလောက်ကြီးမားတဲ့အန်ဒီရဲ့ထဲမှာကြာရောက်နေကြာရောက်နေဖယားသခင်ကယ်မနေကြောင်းယုံပါဖယားသခင်ဆောင်းမနေကြောင်းယုံပါဖယားသခင်ဒီတင်ထွက်ချင်းဝင်ချင်းပြောချင်းဆိုချင်းလှုပ်ချင်းကန်ချင်းစဉ်းစားချင်းတွေးခေါ်ချင်းတခုချင်းစီတိုင်းမှာဖယားသခင်တင့်ကိုကွယ်ကာနေတယ်ဆောင်းမနေတယ်ကောင်းကြီးပေးနေတယ်လို့ကျွန်တော်ခွားပေးနေနှိကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှလဲဖယားသခင်ဒီကျွန်တော်တို့ကိုအစင်မပြက်ကွယ်ကာဆောင်းမနေကြောင်း အန်ဒီရဲ့ကြားထဲမှာကြာရောက်နေရင်တောင်မှဘုရားသခင်ဒီကျွန်တော်တို့ရဲ့ထွက်ချင်းဝင်ချင်းပြောချင်းဆိုချင်းသွားချင်းလာချင်းစဉ်းစားချင်းတွေးခေါ်ချင်းတခုချင်းစီတိုင်းမှာဘုရားသခင်ဒီကောင်းကြီးပေးနေကြောင်းကြည်ရှုနေကြောင်းစောင့်ရှောက်နေကြောင်းနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ခွာယူခွင့်ရတယ်ခွာပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားသခင်ကိုယုံကြည်ဖို့ရန်ယုံကြည်ခြင်းခွန်အားကိုကိုတော်ဆက်လက်ပေးတော်မူပါအကျွင်းမဲ့ဘုရားသခင်စောင့်မနေကြောင်းယုံကြည်လက် အကောင်းဆုံးအသက်ရှင်နိုင်ဖို့ရန်ကိုတော်မဆပါမိကြောင်းဂျေဇုတော်ချီးမွမ်းလဲဆုတောင်းတဲ့အခါမှာကယ်တင်ပန်းရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖရာအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့